စစ်ကြုံသွားလိမ့်မယ်ကြုံသွားတဲ့အဆင်ကိုရောက်နေမယ်တတတန်တို့ကြီးနောက်ဆုံးပြရတဲ့ပြဿနာမရှိဘူးပွင့်ပြရင်တော့တို့ဒီလိုမျိုးဝင်လာလို့အရာကြီးတိုင်းကဘယ်မျိုးမှတို့လုပ်ပိုင်နိုင်တဲ့အဆင်ရောက်မှာပဲမဟုတ်ချစ်တော်အာရှမှာအောက်ဆုံးကိုရောက်နေတဲ့နိုင်ငံတနိုင်ငံရဲ့မြန်မာငွေကျပ်2,600,000ရတဲ့ဝန်ထမ်းတယောက်ဟာခီးသွားရင်တောင်မှကျပ်သိန်းပေါင်း2,000ကျော်ယူဆောင်သွားနိုင်တယ်သုံးဆွဲနိုင်တယ်ဆိုတော့အာကျွန်တော်တို့တခုတော့မှားနေတယ် ိုင်းချရမီဘာပြည်သူညီကုံမော်နမများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြန်လည်ပြန်မကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညဗီဒီယိုမချစ်ခင်မှာကြေရှုအားပေးကြမယ်မြို့ဘပြည်သူတွေအနေနဲ့နေကောင်းကြမှာပြတော့မှဘေးရန်တွေမြေမြေရနေကြိုးရကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေနဲ့တလန်တရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်သဘောအနေနဲ့ကတော့မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာနေရက်ဆက်တိုက်တပွဲဖြစ်ပွားပြီးတော့မှစစ်သား20ကျော်တေဆုံးပြီးစစ်သားတေဆုံးအလောင်းတွေကိုဖောကားနဲ့လာရောက်တရဆောင်သွားတဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ် အဲ့ဒီထိတွေ့တဲ့ပွဲတွေအတွင်းမှာချမ်ပီယံစစ်ကောင်စီစစ်ကြောင်းကနေပြည်မှာလက်နက်ကြီးတွေနဲ့ပြန်လည်ပြခါလို့လက်နက်ကြီးတွေအားဆိုရင်ဆလင်းမျိုးနဲ့ပန်းတော်ကြီးကျော်ကိုကြောက်ပေါက်ခွဲခဲ့ပြီးတော့မှဒေတာနေပြီသူခုနဦးထိခိုက်ခဲ့ပြီးတော့မှအမျိုးသားတအူနေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်စစ်ကွေးတိုက်နေတဲ့နေရာကတော့အခုဆိုရင်သူတို့တပ်ဖွဲ့ဝင်ပါတော့များစွာများစွာဖြစ်ပြတဲ့နောက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ ပီတိုရီနေထိုင်တဲ့ကျွတ်ဘက်ကို OT ပြီးတော့မှပြစ်ခတ်နေတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးကောင်တွေရောတော့ကျွတ်ဘက်ကနေပြီးတော့မှမချခင်ပါတော့ဗောနော်။အမုံကျိတ်မယ်ဆိုတာတော့ကျွတ်တော်လိုင်းရဲ့ဘက်တော့တရရနေပြီးတော့မှကြေချာလေးပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ MND တပ်ဖွဲ့တွေစုခွာထားတဲ့ last show မျိုးကိုစစ်ကောင်စီရင်တန်း April 22ရက်နေ့နေ့ပိုင်းမှာစတင်ဝင်ရောက်လာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အခြေအနေကတော့စိတ်မတန့်သလိုပဲပြဘာစစ်ဖြစ်မလဲမသိပါဘူးဆိုပြီးတော့မြို့ခါအနေနဲ့ပြမပြောဆိုထားတာပေါ့နော်မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တင့်ရှိကျွမ်းဆိုလာရှုမျိုးကိုရောက်ရှိနေပြီးတော့မှစစ်ကောင်စီရဲ့မတ်တက်စစ်စင်ရဲ့ထူးဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MND ရဲ့ထွေထွေအတွင်းရင်းမှုနဲ့စိုးစီချို့တို့ဟာဆိုရင်လာရှုမျိုးမှာတွေ့ဆုံခဲ့ပြီးတော့မှဆွေးနွေးပွဲရလဒ်ကိုကျွန်တော်အခုချိန်ထိမသိရသေးတာပဲဖြစ်ပါတယ်တရုတ်အစိုးရအနေနဲ့ကတော့မြန်မာရေးမှာဝင်ရောက်ဆွတ်ဖက်နေပေမဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ပြောမှာတရုတ်အစိုးရဆိုရင် အခြားတိုင်းပြည်ရဲ့ပြည်တွင်းကိုဂျာဝမဆွတ်ဖက်တော်မူကိုလိုက်နာနေတဲ့ဆိုပြီးတော့မှမျော်လင့်မျော်စပြောဆိုထားတာပေါ့နော်အခုလိုမျိုးကျတို့မျိုးပိုင်းညီနောက်ဖွဲ့တွေကိုချက်ကင်ပြီးတော့မှဒီတော်လိုင်းရေးမှာစစ်ကောင်စီရဲ့လိုချက်လုတ်ပေးနေတဲ့ဒီတေးဝန်အနေနဲ့ကတော့ဒီလိုမျိုးဆက်လက်ပြီးတော့မှလုံနေဦးမယ်ဆိုတော့ပြည်သူတွေလုံရဲ့ချင်ဖက်ဖြစ်လာဖို့ရှိနေတာပြမခိုးချိန်မှာလဲကျတို့ဘက်ကနေပြီးတော့မှတေးဝပါဝင်စစ်ကောင်စီကိုကြောထောင်းနောက်ကပေးနေကြတဲ့အုပ်စုတွေကို ကျွန်တော်တို့ဘက်ကနေပြီးတော့မှချင်းချင်းတတိပေးထားတာပဲဖြစ်ပါတယ်။အခုလိုမျိုးပြည်သူတွေဘက်ကနေပြီးတော့မှအားလုံးဝင်ဝင်ပြီးတော့မှတိုက်ထုံနေတဲ့အချိန်မှာဒီတရုတ်နဲ့ရုရှားကနေပြီးတော့မှမြောက်လိုက်ရင်ဆက်လက်အာဏာတည်မြဲနိုင်ဖို့နောက်ကွယ်အားနဲ့အာချုံမှန်တင်းနဲ့လှုပ်ဆောင်ပေးနေကြတော့တွေ့ရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြမ်းပါကတော့အခုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှသူတို့တွားလေရာတိုင်းမှာပြည်သူတွေဆေးရနေပြီးတော့မှဓမြတ်တိုက်ပြီးတော့မှ ဒီငွေကြက်အများပြားကိုကိုင်းဆောင်ထားတယ်ဆိုတဲ့အကြောင်းရေဘော်ရှန်လေးအနေနဲ့ပြတော့မှတရားရှင်းပြထားတာပဲဖြစ်ပါတယ်ရေဘော်ရှန်လေးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်အရာခံဘိုလာစာ2600ရပါတယ်ဒါကလက်ရှိအကြမ်းဖက်စစ်ခွေးတက်က official ပေးထားတဲ့ရိတ်ခါစုံငွေအကုန်ပါပြီဒါတော့မှသူတို့ရှိက ဖြတ်အောင်ပါနော်လက်ရှိပေးထားတဲ့လာလာတဲ့ကနေပြီးတော့အာဘာဖို့ညာဖို့ဘာတွက်ညာတွက်ဆိုတော့အဲ့ဒါတွေအကုန်ဖြတ်လိုက်ရင် အခုအရာကံပူအရာရှိတယောက်ရဲ့2,600,800ဆိုတဲ့နဇာကလည်းဘာမှမကျန်တော့ဒါပေမဲ့လည်းပဲငွေကြိမ်းပေါင်း2,000ကျော်အထိခီးသွားရင်တောင်မှသုံးနိုင်တဲ့ခီးသွားရင်တောင်မှတည်ဆောင်သွားနိုင်တဲ့ဘုံမူဖြုံးမင်းကျော်သူ့ကိုလေးစားရမှာဖြစ်တယ်ဟာကိုရှမ်းလေးကျမ်းဖက်စစ်ခွေးတက်ကဘုံမူကိုရှမ်းဘာဖြစ်လို့လေးစားရမှာလဲလို့ကျွန်တော်တို့လာပြောတာလေဟုတ်ပါတယ်ဘာမဟုတ်တဲ့နှစ်ပဲ6ပြားလာစားလေးနဲ့ ငွေလေးကိုကြစ်ကြစ်ပါအောင်စုပြီးတော့သိန်းပေါင်း2000ကျွန်တော်အရှိမပြောပြသားနော်ကျွန်တော်မိပါဒါခီးသွားခြင်းယူသွားတဲ့ပတ်စံအခြားသောပိုင်ဆိုင်မှုတွေခြားသောအာဘန်ထဲမှာရှိတဲ့ပတ်စံတွေခြားသောလုပ်ငန်းတွေဘာတွေဘာညာ share ကိုထည့်ထားလိုက်မပါသေးဘူးဆိုတော့ဒီလောက်အထိပမာဏအထိချမ်းသာနေတာကျွန်တော်နိုင်ငံဆင်းရဲပါတယ်ဆိုတာတကဘာလုံးကသိတယ်ကဘာကြီးကသိတယ်ဆင်းရဲဒါတော့မှပုံမှန်ထက် ဖြစ်တော်အာရှမှာအောက်ဆုံးကိုရောက်နေတဲ့နိုင်ငံတနိုင်ငံရဲ့မြန်မာငွေကျပ်36,800ရတဲ့ဝန်ထမ်းတယောက်ဟာခီးသွားရင်တောင်မှကျပ်သိန်းပေါင်း2,000ကျော်ယူဆောင်သွားနိုင်တယ်သုံးဆွဲနိုင်တယ်ဆိုတော့ဟာကျွန်တော်တို့တခုတော့မှားနေပြီอืมမေးရမှာเนาะအဲ့ဒါတော့ဆိုတော့စင်းနဲ့ပတ်သက်ပြီးတော့ကဘာကတွက်ချက်တာတွေကဘာကြီးကမှားနေတာလားကျွန်တော်တို့ရဲ့တွက်ချက်မှုတွေကျွန်တော်တို့အာလုံးမှားနေကြတာလားဆိုတော့ကျွန်တော်ရဲ့မိဘတွေ ကျွန်တော်ဟိုတွက်ချက်မှုအမှားလေးတွေရှိရဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါရှင်းပါတယ်ငွေကြေးသိန်းပေါင်း2000ကျော်ပိုင်ဆိုင်ထားတယ်ငွေကြေးငွေကြေးသိန်းပေါင်း2000ကျော်ဂျင်ဝဲပိုက်ပြီးတော့ခီးသွားနိုင်တယ်ဘုံမူဖိမင်းကျော်ကတော့လမ်းပေါ်မှာပဲအသေးစိုးနဲ့တည်သွားခဲ့ပါပြီကျွန်တော်အမြဲတမ်းပြောနေကြပုံစံလေးပဲကျွန်တော်တို့လုတ်တာမဟုတ်ဘူးเนาะကျွန်တော်မြင်ပါဟုတ်ပြီဖြစ်စဉ်လေးကိုကြည့်ရပါ နေပြီးတော့လမ်းမိုင်းတနေရာကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေဖြစ်တဲ့ PLA တပ်ဖွဲ့ဝင်နေဟာ၃နာရီကြာကြာအဲ့ဒီလမ်းပိုင်းကိုထိမ့်သိမ်းစစ်ဆေးခဲ့ပါတယ်ဒီမှာရဲဘော်ရှမ်းလေးပြောထားသလိုပဲပေါ့နော်စစ်ကောင်စီရရှိသူရလာဆောက်တော့နှသိမ်းကြော်ကြော်တာဖြစ်ပြီးတော့မှသူတို့အဒီလိုမျိုးအပြင်ရေးသွားတဲ့အချိန်မှာငွေချက်၃၀၀၀ကျော်ထိတောင်မှကင်ဆောင်ထားတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီကောင်တွေကတော့ပြည်သူတွေဆေးရနေပြီးတော့မှကိုချက်ရယူပြထားပြီးတော့မှပေါ့နော် ဓမြတိုက်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ကြားတဲ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးစကောင်စီအရာရှိတဝန်းနေတဲ့ electric ကိုင်းနေတဲ့ဆိုမှတော့မြောက်လိုက်တို့အိုးစုတွေတခြားဒီစကောင်းဆောင်တွေနဲ့ကတော့ညတဲ့ပုံပြမပေါ့နော်မြပြတဲ့ငွေပမာဏကိုကိုင်းဆောင်မယ်ဆိုတော့ကျွန်တော်သိလိုက်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်ပြည်သူတွေဘက်မှာတော့စင်ရမွေးတည်မှုတွေကိုခက်ဆက်ဆက်ခံစားခဲ့ရပြပမာဒီ chronic တိုက်နေစိုးစိုးဟာဆိုရင်တစားတဲ့တစားပုံပြမချမ်းသာလာတော့တွေ့ရပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အဆုံးစွန်ဒီတော်လိုင်းမှာစစ်ကောင်စီနဲ့သူတို့ဖစ်ဆက်အာနာရှင်လူတို့စုကို ဖြိုချဖို့လိုနေတဲ့ဆိုတဲ့အကြောင်းတွေ့ရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့အခုဆိုရင်ကျွန်တော်တို့ AA နဲ့ပေါ့နော်ပူပေါင်းတပိုးဝင်တဲ့နေပြည်တော်မှာစစ်ကောင်စီကိုမြေပြန့်အထိတုံ့လန့်ချိန်မောနေတဲ့အချိန်မှာဒီကျော်မျိုးများနေပြည်တော်မှာ AA ကအာစာနဲ့ပူပေါင်းပြည်တော်မှာစစ်ကောင်စီကိုချုံခိုတိုက်ခိုက်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့မျော်လင့်မျော်စပ်ပြောထားတဲ့ဟာလေကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်။ EA စစ်မျက်နှာဒီဘက်ကိုကြုံနေပြီမဲ့သူမလဲသူ့နောက်မှာနောက်ဖို့တိတ်မဲ့အာစာရှိတယ်။ဒါကြောင့်မလို့သူကြုံနေတော့ကြုံလာပါစေ။အချိန်တိုင်းဟောတက်ခရရတယ်နော်ဒီကော။သူတို့ပဲဖြစ်မှာကျွန်တော်တို့တိတ်ကောင်းနေမှချဲဘူး။ ဲ့ဆိုတချိန်ကျရင်သူတို့ကျုံလာတာပြန်ပြန်လမ်းမရှိသူတို့အဖြစ်မှာစစ်ကျုံသွားလိမ့်မယ်ကျုံသွားတဲ့အချိန်ကိုရောက်လိမ့်မယ်တက်ကပန်တော်ကြီးကိုနောက်ဆုံးပေးရလဲပြဿနာမရှိဘူးခုနကပြောရင်တော့သူတို့ဒီလိုမျိုးဝင်လာလို့အရာကြီးတိုင်းကဘယ်မျိုးမှသူတို့သိမ့်ပိုင်နိုင်မယ့်အချိန်ရောက်မှာတော့မဟုတ်ဘူးအဲ့နာအနီးနားပတ်လိုက်ရွာသေးသေးရွာကြီးကြီးသူတို့ဝင်မယ်ရုတ်တရက်ဝင်လာမယ်ရှောင်းတခင်ဝင်လာမယ်ပြီးပြန်ပြေးမယ်တက်ကလေးရင်လိုက်ပြန်ပြေးမယ်တော်တယ်ဝင်တူးမယ်ဘာရခိုင်ကတော့ရမျက်နှာဟုတ်ပြဝင်သွားပျောက်သွားမမြင်ရတော့ဆိုတော့ဝါးတွေကြားရပျောက်သွားပျောက်သွားဘယ်နဲ့ဝင်သွားမှမသိလိုက်ဘူးဆိုတော့ဆိုတော့တခုတော့ကျတက်ကလှုပ်ချင်အဲ့ရခိုင်မျိုးဝင်ကိုလိုတခါပြာချပြလိုက်မှလည်းရမယ်အဲ့လိုလုံးမပြအဲ့လိုကြတော့လည်းမဖြစ်နိုင်ဘူးလေဆိုတော့ လာတိုက်လဲသူတိုက်တာပဲရှိတယ်စစ်ကြုံသွားရင်ခံရမှာသူအဲ့တော့ကျွန်တော်တို့ကတိတ်ပြီးတော့ဒီဟာကြီးပုံမှာအဲ့ဟိုက်လိုက်မလုပ်ဘူးတိတ်လက်ကောင်းနေအောင်ပြူစစ်ကြုံတဲ့အထိကြုံပသေးလို့ပဲကျွန်တော်ကြည့်နေမှာကြုံပသေးကြုံသွားရင်တချိန်မှာရခိုင်ပြည်သူပြန်တော့လို့မရဘူးရှင်တခုတော့ရှင် AI လူလေတွေပါကြောင်းနေလဲပါတယ်ပြီမက PDF တွေကိုပဲစစ်ကိုရှေ့ကိုပို့တယ်နောက်ကနေအုပ်ချုပ်ထောက်ပံ့ပုံစံနောက်ကပဲလိုက်တယ်တကယ်တမ်းဖြစ်လာရင် AI ပြောရတာပြောတဲ့ပြီမဒီကကြံခဲ့မှာ PDF တွေကြုံပြီးကြံခဲ့ပြီးတော့အပြတ်ချိန်ကုန်ခံတဘောကသူတို့ဒီမှာဗျာနေကြလိုက်ရှင်မယ်ရခိုင်ပြည်နေကြလိုက်ဒီကောင်တိုင်းတိုင်းဒီဘက်ကြုံလာချင်းမှာတက်ကဒီဘက်ကပြန်ဖြတ်လဲပိတ်လိုက်ကောဒီမှာကြုံချမ်းခဲ့မှာ PDF ပဲကြံခဲ့မှာ အေးရပြန်ပြေးမှာပြီးရင်ပြေးကြတယ်အဲ့ပြေးကမှာပတ်ဝိုင်းပြီးပိတ်ခိုင်းမှာသေမှာအဲ့တော့အချိန်တန်ရင်ထိမှာသူ့လိုပဲထိမှာဆိုတော့ရေရှည်တိုက်ပွဲမှာဘသူကလက်နဲ့အင် အားနဲ့ဝင်အင်အားဒနာအင်အားတောက်တယ်လေဆိုတာအဖြစ်ပါပဲနော်ဒါကအုတ်ချုပ်တောက်ပန်ဆိုတာလကားမဟုတ်ဘူးစစ်တပ်ကအုတ်ချုပ်တောက်ပန်ကြီးတယ်သူတို့ကဘယ်ရရမှာလဲဘယ်ရငွေနဲ့သူတို့ရောက်မှာလက်နဲ့ကြည့်ရင်ဘယ်နာလို့ပါလိမ့်မယ်ဆိုတော့ဒါတွေကသူတို့အတွက်အုတ်ချုပ်တောက်ပန်ဆိုတာရေးကြီးပါတယ်ဒါဆိုရေရှည်တိုက်မယ်ဆိုရင်တော့စစ်တပ်ကိုရှင်းလိုက်ဖို့မလွယ်ပါဘူးချိန်တခုရောက်ရင်တော့သူ့ဟာသူတဖြည်းဖြည်းနဲ့တခုတည်းမျှနေဖြစ်နေစသိမ့်သွားမှာတဘောရှိတယ်တော်တယ်မှာဒီလိုပဲလူမသိသူမသိနဲ့စသိမ့်မသိမဲ့တဘောရှိတယ်ဒီလိုပဲကျွန်တော်မြင်ပါတယ် ဒီကြောမင်းမင်းပြောတဲ့ပုံစံရတော့ဟုတ်ဆိုရင်ကျွန်တော်အေကအစားနဲ့ပူပေါင်းပြီးတော့မှစစ်ကောင်စီကိုတက်ခတ်တယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပေါ့နော်တကယ်တမ်းကျတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုရင်အစားဖွဲ့ကိုစစ်ကောင်စီကိုတိုင်ရနေပြီးတော့မှကြီးမှုကျင်းပပြီးတော့မှ စေးတင်တာတွေပေးဆောင်နေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့အခုဆိုရင်ကျတော်အေနဲ့ပုံတဖို့ဝင်ရတဲ့တိုင်းတိုင်းစစ်စင်ရဆိုတော့အောင်မြင်မှုတွေရရှိနေတာကိုလည်းဒီပုံမှတွေကိုတိုင်သိရှိထားတာမလို့ ဒီကပါဆာဆက်လက်နေရုံတွေမကြခင်မှာတော့တက်ခက်ခဲမဲ့ဆိုတာတီးတီးလေးနဲ့ကိုပေါ့နော်အခုမျိုးပတ်သက်တရန်ပြီးတော့မှအားချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကြောင့်မျိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြားပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကတော့ဇော်ဘွေးရနေပြီးတော့မှခုဆိုရင်ကေရင်နဲ့ပြည်တဲ့ပုံပေါ်တဖို့နေရနေပြီးတော့မှမြို့သိမ်းတိုက်ပွဲတွေဆက်လက်ပြီးတော့မှဆင်းရဲနေတဲ့ဆိုတဲ့အကြောင်းပေါ့နော်ကြောကြောလန့်လန့်နဲ့ပြောဆိုထားတဲ့အားလေကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် အင်းတော်ရွာမှာဆော့ခွာလာတော့ KIAPD ရဲ့အကြမ်းဖက်များတီတဲ့ဖောင်းပြင်းမျိုးနဲ့ကောက်စားရွာတို့ဆန်တဲ့ဘင်းကားနှစီးပြင်းရောက်ရှိလာကြပြီးဖောင်းပြင်းကိုတိုက်ရန်ပြင်ဆင်နေကြပြီးဖောင်းပြင်းအရှိကံဆယ်ချောင်းရွာမှန်မော်ရွာမင်းရွာမင်းရရွာတယောင်းရွာဇောင်းကလေးရွာလက်ပန်သာရွာတောင်းတုတ်ရွာစသည့်နေရာများ၌ရှူဝေးနေကြပြီးတက်ဆိုင်ရာအကြီးကဲများတော်ဝင်ကြီးပုဂ္ဂိုလ်များတင်ပြသတင်းပေးပါတော့လေအကြမ်းဖက်များဟာဘာတစ်ခုမှထုတ်ဆောင်ခြင်းမရှိပါဘူးတို့ဖြစ်ပါပြီဟိုမလင်းဘောင်းပြင်စားသည့်နေရာများ၌ နိုင်ငံတာဝန်ကောင်းများလိုအပ်ရရှိနေပါကြောင်းတာဝန်သိပြည်သူတယောက်အနေနဲ့အဘကားချုပ်ကြီးသိစေရန်ကိုဘုံမတစေတင်ပြပေးစီလိုပါလေနော်ဟွန်းအပြစ်ကရထားတဲ့ရက်ကတော့ပြီးသွားပြီလေတတ်မှတ်ထားတဲ့ရက်တွေမှာလည်းတက်ရဲတွေတိုက်ခိုက်ခံရတယ်တကြံမှာလည်းဇောင်းတွေထားလို့လက်နက်တွေတကားကားတွေနဲ့ဆိုင်ကယ်တွေတဝီဝီသွားနေကြတယ်တဲ့မလိုင်းမြို့နယ်တောင်သားနယ်မြင်းညံနယ်နှထိုးနယ်မကွေးတိုင်းပဲခူးတိုင်းတွေအဆိုးဆုံးပါတဲ့ကိုဘုံနဲ့တွေ့မှာပါတဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းအဆိုးဆုံးပါတဲ့နာဆာကားကသဘာဝဘေး အရေးတွေးမှာအားစားလုပ်နေတာပါတဲ့ဒါပေမဲ့အောက်ခြေဝန်ထမ်းကောင်းတွေကတော့ခရီးမပေါဘူးဖြစ်နေတယ်တဲ့အခုလဲတဲ့ရွေးကောက်ပွဲပြင်ဆင်နေတဲ့ရှမ်းမြောက်လာချိုတရင်းကြောင့်ဝမ်းသာတယ်ဒါပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပြည်တွေတွေးချင်းနဲ့ရခိုင်ကိုအပြက်ကင်မှာရတော့မယ်တဲ့မပြတ်သားလို့မရတော့ဘူးတဲ့ငင်းညာရွတ်တုံဆွေးနေပွဲရတဲ့အချိန်ဆွေးနွေးရမယ်တဲ့ရွေးကောက်ပွဲမတိုင်ခင် PDF တွေကိုအမျိုးမျိုးဒုက္ခပေးကြမှာမလွယ်ဘူးတဲ့ PDF တွေကခုလဲဘန်းစည်းတက်ပြတ်တာတွေနေရာအနှံပြားမှာရှိနေတယ်တဲ့ဘောရင်ရတော့တော်လေးကြောက်နေပြီနော်အခုဆိုရင်ကျတော့ အေးနဲ့ပူအောင်တဖို့နဲ့ကနေပြီးတော့မှစစ်ကောင်စီတဖို့မနဲ့ကိုတပက်ကနေပြီးတော့မှချိန်မုန်းနေတဲ့အချိန်မှာအင်းတော်မျိုးလောလောလတ်လတ်တင်ပေးရရှိထားတဲ့ကျွန်တော်ကဲနဲ့ PDF ပူအောင်တဖို့နဲ့ကနေပြီးတော့မှကြာခင်မှာဖောင်းပြမျိုးနဲ့ဟိုမလီမျိုးကိုစတင်တက်ခန့်နေတယ်ဆိုတဲ့အကြောင်းလဲသူကိုယ်တိုင်နဲ့ပြီးတော့မှထုတ်ပေါ်ပြောကြားထားတာဖြစ်တယ်ကျွန်တော်အနေနဲ့ကတော့ဟုတ်ဆိုရင်မြို့သိန်းတပ်ဖွဲ့တွေဆက်လက်ပြီးတော့မှခြေတက်ဇင်ရွက်နေတာမလို့မြို့ပပီသူတွေဘက်ကနေပြီးတော့မှလည်းအာတက်တျောနဲ့ဥပပေါင်းဆောင်ရမယ်ဆိုတော့ဒီဘုံမတွေပေါ့နော်ချုံချုံချငူပွဲတွေကိုဒီတက်ပြီးတော့မှမြရမယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလိုပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့အပသားဘောမတကောင်ကနေပြီးတော့မှကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နဲ့ပေါ့နော်အမေရိကန်ကနေပြီးတော့မှ ANS CNF ကိုကူညီမဲ့ဆိုပြီးတော့မှတရင်းတွေထွက်ပေါ်လာတဲ့ပုံမှန်ဒီကောင်ဘလိုမျိုး WG ဟစ်ချန်နဲ့အားချုံပြောဆိုမှုလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကဲအခု hot shot ဖြစ်နေတဲ့ issue လေးနော်အမေရိကန်ကနေပြီးတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ကနေတဆင့်ခံပြီးဘင်္ဂလားဒေ့တက်ကနေပြီးတော့မတို့ဒီဘက်ကရခိုင်သဘုံအေးနဲ့ CNF တွေကိုအထောက်ပံ့ပေးမယ်ဆိုတဲ့ကိစ္စ နော်အသေးလို့ဆန်းတာတို့ဘာလို့ခုဘက်ကလည်းပြုံတဲ့လူကပြုံနေကြတယ်ငါအကိုကြီးကတော့ဒီဟာကိုလည်းသုံးသက်ပြမယ်ကွာနော်အေးအေးဆိုရဲအဲ့ချောင်းမှာဒီငိုးတွေကဒီဘင်္ဂလားဒေ့ဘက်ကနေအမေရိကန် CIA ရဲ့အကူအညီမပါဘဲမြန်မာတပ်မလို့လောက်ထိတိုက်နိုင်ကြအကြောင်းမရှိဘူးကွာအစိုးရကထောက်ပံ့နေတာနော် CNF လေအတူတူပဲဒီကောင်းနေကိုင်းတဲ့တဲ့တွေကြည့်ပါလား Tactical HK HK တွေကြီးကနော်အဲ့တော့ဘုန်းကြီးပြမယ်နော်အစိုးရအမေရိကန်ထောက်ပံ့ရထားပြီလားအခုလက်ရှိပြဿနာမှာ American Thunder Trailer နေရာယူသွားပြီ သနာထရက်ဆိုတော့ဘယ်လည်းပြောစီးပွားရေးတော့ကက်စီနိုကြီးပေါ့နော်အရင်ဒိုးမိုင်နိုင်ခက်ကထောက်ပံ့တာတော့ထားတာကွာအခုကက်စီနိုရဲ့ထောက်ပံ့မယ်ဆိုရှင်နိုင်ကြတော့မရှိဘူးနော်ဒါမှတော့မင်းတို့ပြောသလိုပဲနော်မင်းတို့ကျင်တဲ့နေသူထောက်ပံ့နေပဲထောက်နော်ဟိုကောင်ထုံးမျက်နှာမင်းရဲ့စကားလေးကခဏငှားပြီးတုံးနော်ဘင်္ဂလားဒေ့ရှ်ကြီးပါတက်ပြီးကြိတ်ပြလိုက်ပါဘာလဲမှတ်နေလို့နော်ဘင်္ဂလားဒေ့ရှ်ကဘာကောင်နေမှုလဲဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမြန်မာပြည်နယ်ဖြစ်သွားတယ် ဒီဘာအသားကိုကြီးဆိုတဲ့ငါနဲ့ကတော့တော်တော်လေးတော့အရှင်းမရှိဘဲနဲ့ပေါ့နော်။သူ့ဘာစစ်တပ်ရဲ့အရေးချင်းမပြည့်တဲ့အကြောင်းတွေကိုသူ့ကိုယ်တိုင် ထုတ်ဖို့ပြောချရတဲ့တတိကိုတော့လေးစားရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ ANF CNF ကနေပြီးတော့မှဒီအမေရိကန်ကနေပြီးတော့မှကိုကြီးထောက်ပံ့မှုမရဘူးဆိုရင်တောင်းမှအခုချိန်ထိပေါ့နော်။စစ်ကောင်စီရဲ့စစ်ကောင်တွေအားလုံးကိုတင်ပိုက်ရရှိဖို့ကြိုးစားနေတော့မှဖြစ်ပြီးတော့မှအောင်မြင်မှုတွေလည်းကျွန်တော်ရရှိနေတာပဲဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့ နေဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်ကနေပြီးတော့မှထောက်ပံ့မှုတွေပေးမယ်ဆိုတဲ့တဲ့တွေ့ပေါ်လာပြီးပြီးချင်းမှာပဲတော်တော်လေးကိုခြေခွက်လာမယ်နေချက်တာပြီးတော့မှစစ်ကောင်စီဟာဆိုရင်အခုချိန်မှာတော့တေယုန်နဲ့ရုရှားကိုတွားပြီးတော့မှပေါ့နော်ဖေခေါ်ပြီးတော့မှသူတို့ဒီလိုမျိုးတော်လိုက်တဲ့ဖွဲ့ဝင်တွေပေါ်မှာဖိနေဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့အခုဆိုရင်ဒီအပါသမီးကနေပြီးတော့မှလည်းကျွန်တော်လာရှုမျိုးနဲ့ပတ်သက်ပြီးတော့မှတော်လိုက်တဲ့ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးအားကြောင်းပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ဟိုမနေ့ကလာရှုမျိုးလည်းနဲ့ရက်ွက်အုပ်ချုပ်ရေးများမှာအလံမဟာမိတ်အလံများဖြုတ်ချထားခြင်းမှတပါမျိုးရင်းမြို့အဝေးမှာပေါ့ဂိတ်တွေမှာကူကန့်တက်တွေရှိနေသေးပါ PDF တွေကူကန့်နေရလဲအရက်ဝတ်တွေနဲ့ရှိနေသေးပါတဲ့တင်ရရှိပါရှင် နောက်ကြတော့ဘသူကဘယ်မျိုးကိုဘယ်ပိုင်းယူမယ်ဘယ်ကိုပေးလိုက်ရပြီအဲ့လိုမျိုးတွေကရမ်းပြီးတော့ပြောဆိုနေကျင်တာဖြစ်ပြီးတော့နိုင်ငံတော်အနေနဲ့ပလောင်တဲ့ကိုကအိုပိုင်ကိုပိုင် အုတ်ချုပ်ခွင့်ရဒေသများမှမြို့များကိုရခင်အတိုင်းပြန်လဲထိမ့်ချုပ် သွားမှတေချာတလောက်ရှိပါတယ်ရှင်ပြီးတော့လေစစ်မတက်ရပဲနဲ့ညှိနှိုင်းပြီးရရှိသွားတာမကောင်းဘူးလားဘလို့ပဲဖြစ်ဖြစ်တိုက်မှရတယ်မတိုက်မှမရဘူးဆိုတာထက်ကိုညှိနှိုင်းပြီးသွေးပြေမကြပဲနဲ့ပြန်လဲအုတ်ချုပ်ခွင့်ရရှိပြန်လဲရရှိတယ်ဆိုတာကောင်းတဲ့လုပ်ပဲလေကောင်းတဲ့ကိစ္စပဲလေကိုဟိုတရုတ်နိုင်ငံသားသားမပါဘူးပေါ့ကြံတဲ့လူတွေဘလို့ပဲညှိနှိုင်းနိုင်အဆင်ပြေတယ်နောက်ကြတော့အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်ပန်းတော်ကြီးစခန်းကို အာကြာသွားပြီလို့အမြဲတမ်းတည်နေနေမှာမဟုတ်ပါဘူးရှင်တခါမှကြချုံချင်းမရှိပါဘူးရှင် ERD တိုင်းတွင်းမှာ AA လက်အောက်ခံတို့ကိုလိုက်လံချိန်မုံနေခြင်းသာဖြစ်ပြီးတက်မတော်အနေနဲ့လင်းမြင့်မနာဘက်ကိုတခါမှဆုတ်လာခြင်းမရှိပါဘူးရှင်ဆုတ်เสียရလဲဘာကြောင့်မှမရှိဘူးနောက်ရေကြည်မြို့နယ်ဗေလာဂိတ်နယ်အမတ3 4အနားကိုအဲ့နားကိုတော့ AA ကမကတ်နိုင်တော့ဘူးလိုင်းပေါ်မှာတော့အဖနိုင်ငံတော်ကြီးဘလို့ဖြစ်တယ်ဘာဝါဖြစ်တယ်ပေါ့အဲ့လိုကြီးတော့ဖြစ်နေရပေါ့နော် နောက်ထပ်သတင်းရှိသေးတယ်တချို့တွေကပြောနေတာပေါ့နော်ဟိုဘယ်လိုပြောမလဲတိုက်ပြီးမှတိတ်ခါမရှိဘူးလို့တရုတ်ကြီးရဲ့အဲဝင်ရောက်ဆက်ဖက်မှုပါညာပေါ့ဘလို့ပဲဖြစ်ဖြစ်လေကျမတို့မြန်မာနိုင်ငံရဲ့မြေလေကွာအဲ့လိုမျိုးတွေလုပ်လို့မရဘူးဆိုတော့တို့အချိန်တန်ရင်တိတ်မှာပဲလေဒီဘတ်မီလဲကျတို့အေအေကိုပြန်ပြတော့မှပို့ချပြောဆိုနေတာပေါ့နော်အခုဆိုတော့လာရှုံမြို့ဟာဆိုရင်ကျတို့ MND နဲ့တရုတ်စစ်ကောင်စီတို့တုံးပွင့်ဆိုင်ဆွေးနွေးမှုတွေပြီးမှာပဲတရုတ်ရဲ့ဖိအားကြောင့် စကောင်စီတပ်ဖွဲ့ဝင်တွေဒီနေ့မှပြန်ပြီးတော့မျိုးထဲဝင်လာတာလို့ကျွန်တော်ချက်သိရတာဖြစ်တယ်။နောက်တစ်ခုအနေနဲ့ကတော့ AR ဆိုရင်ကျွန်တော်တို့လေတိုင်းတုံးတိုင်းစစ်စေးရေးပြင် every time ထဲမှာဆိုရင်တော့ Pandoji စကောင်ကိုစတင်တိုက်ခိုက်နေတာပြပြမပေါ့နော်စစ်ကောင်စီရဲ့စစ်ကောင်ကိုလည်းတိမ့်ပိုက်နေဖို့လက်စကောင်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာဒီဘောမရခွက်ကနေပြတော့မှတော်တော်လေးကိုလောင်နေတော့မှဖြစ်ပြတော့မှဒီစစ်ကောင်တွေလုံးဝမချသေးဘူးဆိုတဲ့ပုံစံမျိုးတွေပေါ့နော်။ ဘူးခိုင်ညင်းပြီးတော့မှပြောဆိုနေတာကိုတွေ့ရပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တွေနဲ့ဆူလုံးမဲ့တည်င်းတွေလည်းကြားသိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ဦးကျော်ကနေပြီးတော့မှဒီလိုမျိုးဘောမဆခွေးရိုးကိုက်တဲ့တိုက်တွေကိုဘယ်လိုမျိုးပြပြနေနေဆဲဆိုပြောဆိုထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အခုတရုတ်ဝင်လာတယ်တနက်တစ်ချက်မပေါ့လာကျုံဟမ်ဖြိုးစီရထိုးမဲ့ကောင်းလို့ဟိုဘက်ကလမ်းတက်မှတော့မရှိဘူးပါဖြစ်သွားမလဲဆိုတော့ပါတယ်နဲ့ဝရန်ဒီ ဆိုတဲ့ကောင်းလေကောင်းမလို့ဟမ်အခုတရားဝင်လာတယ်လေဘာဖြစ်လဲမထိုးလားရိုးစီးကိုဘာဖြစ်လဲဆွေးသွားပြီလားမင်းတို့အယိုးတွေဟင်းဟိုဖေလုံးမှနေဖာတယ်ဖာကောင်းတယ်ဟမ်တမတော်မရှိဘာဖြစ်သွားမလဲတမတော်ရှိတော့လီးလုံးလို့ရလားဘာလုံးမှအားဟမ်တမတော်ရှိတော့လီးလုံးလို့ရလားအခုတဏတစ်ချက်မပေါ့ဘူးလာရှုံးမှမင်းတို့လာစောက်ကြည့် ဟုတ်လားဟမ်ဖေလိုးမာတယ်အာသိပ်မချောင်းလဲအာဒေဘပြောတာတော့ဦးကျော်တော့တိလာဘောမဖေလိုးမာတယ်ဒီစစ်ခွေးဖေလိုးမာတယ်စီစစ်ခွေးကိုထောက်ခံတဲ့ဖေလိုးမာတယ်ဟမ်မေလိုးတယ်ဟမ်ဝရမ်းကြီးနဲ့ပါတယ်မသားသမီးအခုဝရမ်းကြီးဟမ်ဘာလုပ်လို့ရလဲဟမ်စောက်သုံးမကြတဲ့ဝရမ်းကြီးမြန်မာနိုင်ငံမှာ ်မြန်မာနိုင်ငံကိုဥစည်းဥဆောင်လုပ်မယ်ဆိုတဲ့ဝရမ်းကြီးဟမ်ဝရမ်းကြီးနဲ့ပါတယ်မသားသမီးဟမ်ဦးလာရှုတ်တရားဝင်လာတယ်ဘာမှလည်းအယုစီရထုံးမှာဘာမှလည်းတက်မလို့မရှိဘာဖြစ်သွားမလဲဆိုတဲ့ဖေလိုဖေတရားလိုးမှာကိုမေကိုလိုးတဲ့အယုကိုက်စစ်ခွေးနေဟမ်မေလိုးမျိုးနေပြောလိုက်ရင်တော့စောက်ကြီးစောက်ကြီးမြန်မာစစ်တပ်ဆိုတာ အဆင့်ဘယ်လောက်မှရှိတယ်ဟမ်မြန်မာစစ်တပ်ဆိုတာဘယ်လောက်ဘယ်အဆင့်မှရှိတယ်ငါလုံးဝမသားတယ်ဟမ်ဘယ်အဆင့်မှတော့ရှိတယ်လီးအဆင့်မှရှိနေတာကိုမေကိုလိုးပြိုးနေဟမ်ဘာဆင့်ဘာလို့ရအဆင့်အခုတရုတ်ဝင်လာတယ်တနတ်တစ်ချက်မပေါ့လာရှုံးမှာကောင်းကောင်းရုံးထိုင်ပြီးတော့မင်းတို့မလုပ်နဲ့နော်မင်းတို့ကောင်းရင်းနဲ့မလုပ်နဲ့နော်ကောင်းကောင်းအမိတ်ထိုင်ပြီးနေငါလိုးမှာကဟမ် ခေတရာလိုမာနဲ့ပါကောင်းဆိုလဲငါလိုမာအယူကိုက်ကောင်းနေဘာဆောက်တန်ထွက်ရင်လဲမင်းတို့ဟွန်းဘာဆောက်တန်ထွက်ရလဲဘယ်တော့ပြန်ထွက်မလဲအဲတရုတ်မင်းတို့ငါမေးမယ်ဘယ်တော့ပြန်ထွက်မလဲအဲတရုတ်ဦးကျော်ကတော့ဒီလိုမျိုးပေါ့နော်နည်းနည်းရန်စမ်းတဲ့စကလုံးတွေနဲ့ဒီလိုမျိုးပေါ်မရက်ွက်နဲ့စခွေရိုးကိုက်တွေကိုပြန်ပြီးတော့မှစုမပြောဆိုထားတာဖြစ်တယ်တေဝါကနေပြီးတော့မှဒီလိုမျိုးစက်ကောင်စီရဲ့အခွင့်အရေးပေးမှုကိုအရာယူပြီးတော့မှကျွန်တော်ဟုဆိုရင်တော့ MND ကို မောင်းထုတ်ပြီးတော့မှအချက်ခံနေတာပဲဖြစ်ပါတယ်လာရှုမျိုးအဆွန်လဲကျတို့မကြခင်မှာတော့ပြန်ပြီးတော့မှတပံစစ်ပွဲတွေဖြစ်လာနိုင်တာမို့လို့လာရှုမျိုးခံဒေတာပီတူတွေနဲ့အခုကတည်းကရွှေပြောင်းတင်းနေတာပဲဖြစ်ပါတယ်ကျတို့လည်းကတော့ဒီတော်လိုင်းမှာအခုလိုမျိုးပြပနိုင်ငံတွေရဲ့ဝင်ရောက်စစ်ဖွဲ့မှုတွေကနေပြီးတော့မှသတိနိုင်ဖို့ဆိုရင်ဇော်လန်တပေါင်းစုတစ်ခုဖွဲ့စည်းပြီးတော့မှကိုရရအနေနဲ့ဒီတော်လိုင်းမှာစစ်ကောင်စီကိုအများဆုံးဖျော်ချနိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းပြောရတဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်အစားဆုံးကျေးဇူးပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel ညာ channel ပတ်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုံမကောင်းတောင်းပေးလိုက်ပါတယ်